ဟုတ်ကောင်ကျွန်တော်မျိုးသမီးကိုကျွန်တော်ကဘာလုပ်လို့ကျွန်တော်ကခွင့်တောင်းတဲ့အချင်းရှိတယ်။ဒါပေမဲ့ခွင့်မတောင်းလဲ तू ကတော့ဟိုကျွန်တော်ကလုပ်လို့လည်းရတယ် तू ကလည်းခွင့်ပြုမှာပဲ။ဒါပေမဲ့ကျွန်တော်ခွင့်တောင်းတဲ့အချင်းရှိ respect ပေါ့ဟုတ်။နူးညံ့။နူးနူးညံ့ညံ့စိတ်မှာမင်းလောက်ရဲ့ကြည့်တဲ့ရာမရှိပါ။အဲဘာလေးပြောင်းလဲဟွာလဲဆိုညဆိုကျွန်တော်အင်ကြီးဝဲအိတ်ခိုင်းကျွန်တော်ကျွန်တော်ကျွန်တော် တယောက်တည်းနေတော့ကျွန်တော်ညညအင်ကြီးပဲတော့မှမဝဘူးဟုတ်ပါကျောင်းလဲကတော့စပိန်စီးတာအများကြီးရော့ွာသူနဲ့မယူခင်တော့ကြာကျွန်တော်ကဟိုအများနဲ့စပိန်ပေါ်မှာရှိရများတယ်ဟိုသူနဲ့ကြာသူ့ကိုအချိန်ပေးရပါဟုတ်အာအမျိုးသမီးပါပါရဲ့ဟုတ်အဲထဲမှာဟုတ်လိုက်ပါရဲ့ဟိုးရင်ကလည်းဟိုပါဖြစ်ပါရဲ့ဒါပေမဲ့ကျွန်တော်ကရှင်းပြောရင် ကျွန်တော်ကိုယ်တိုင်ကျွန်တော်မျိုးသမီးကိုကျွန်တော်ကဘာလုပ်လို့ကျွန်တော်ကခွင့်တောင်းတဲ့အချင်းရှိတယ်။ဒါပေမဲ့ခွင့်မတောင်းလဲသူကတော့ဟိုကျွန်တော်ကလုပ်လို့လည်းရတယ်သူကလည်းခွင့်ပြုမှာပဲ။ဒါပေမဲ့ကျွန်တော်ခွင့်တောင်းတဲ့အချင်းရှိ respect ပေါ့ဟုတ်။အဲဘာလေးပြောင်းလဲဟောလဲဆိုညဆိုကျွန်တော်အင်ကြီးဝေးအိတ်ခိုင်းကျွန်တော်ကျွန်တော်ကကျွန်တော်တယောက်တည်းနေတော့ကျွန်တော်ညညအင်ကြီးဘယ်တော့မှမဝဲဘူးဟုတ်ပါ။အဲပြောင်းလဲရတော့စပိန်စီတာအများကြီးရော့ွာ။ သူနဲ့မယူခင်တော့ကြာကျွန်တော်ကဟိုအမြဲတမ်းစပိန်ပေါ်မှာရှိရများတယ်ဟိုသူနဲ့ကြာသူ့ပို့အချိန်ပေးရပေါ့ဟုတ်အဲအဆဆရအားလုံးပေါ့နော်အတတ်နိုင်ဆုံးအကောင်းဘက်ကပဲပြန်ပြန်မြင်ပေးရတာပေါ့ဟုတ်အဲဒီလိုပါပဲဒီလိုပဲဖြစ်ဖြစ်ဇနီးများရဲ့လို့ဖြစ်လာကြရဲ့အိမ်တော်ရသားကြီးကြလာကြရဲ့ဆိုတာဒါတကယ်ချစ်လို့ပဲဟိုပေါင်းသိမ်းလာကြတာလေအဲ့တော့ကျွန်တော်တယောက်တည်းမှမဟုတ်ပါဘူးတခြားအိမ်တော်တွေအကုန်လုံးလည်းအဲ့လိုပဲချစ်ကြမှာပါဟုတ် ကိုကိုတော့မထင်ပါဘူးဗျာ။ဘာပဲပြောဘယ်လိုခေါမလဲ။ကိုဘာပဲလုပ်လို့ကိုကကိုဆုံးဖြတ်လိုက်တဲ့အရာတစ်ခုဒီနောက်ဆုံးရှင်းပြောင်းပြောပြလိုက်တဲ့ခါကျရင်သူဒီနားလေတဲ့အော်ဒါဒါကြောင့်သူလောက်တာဆိုတဲ့ဥစ္စာလေးပေါ့။ဒါဒါလေးတွေကလည်းကျွန်တော်တို့ဝမ်းသာပြန်လေးပါဟုတ်။နူးညံ့ပါအစ်နတော်ကနူးညံ့ဟာအဲနူးညံ့လောက်ချမှုရလောက်ဖြစ်ပါရဲ့ဟိုဇကားအစုံလေးရိုက်ဖြစ်တယ်ခရိုက်တဲ့အစုံလေးရိုက်ဖြစ်တယ်အခုနောက်ပိုင်းလေးဆို ပို့ပြီးကောင်းတယ်ကောင်းတယ်ဆိုတာဒါပေမဲ့ကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ရက်အများကြီးတော့မပါဘူးကားတကားမှာရက်နည်းနည်းပဲပါတယ်ဒါပေမဲ့အဲ့လိုပြောင်းလဲတဲ့ဟာလေးရိုက်ခွင့်လေးရလာတာလေးဂျုံလာပါတယ်ဒါခတ်တာကျွန်တော်တိတ်မအိုသေးဘူးဖြစ်နေတာလုံးဝလူကြီးပုံကြီးအိုဝါကျင်တာကျွန်တော်လေဒါပြောလူကြီးကန်းဆိုပါပြီးတော့နည်းနည်းပိုရရမလားလို့အခုအကြကျွန်တော်ကဟိုလူငယ်မင်းသားလေးနဲ့ဘော်ရာဖြစ်တွဲဖို့ကလည်းကိုလိုကန်းလန်နေဖြစ်နေလေကြီးရမကြီးနိုင်ဘူးဖြစ်နေဟုတ်ပါဘူးလူကြီးပိုင်းဆိုပါပြောလေအာ မင်းသမီးရဲ့ဥလေးအဲဘာညာပေါ့ဒါပေမဲ့အဲ့လိုဥလေးဘာညာနည်းနည်းပါတော့ရိုက်ထားရရှိတယ်ဟမ်အခုတကယ်အပြင်လောကမှာလဲသားသမီးနဲ့မိဘဆိုတာမတိမ်မြင့်နေပါပဲနော်ဒါပေမဲ့အဲ့လိုပေါ့ကျွန်တော်အနေနဲ့じゃကျွန်တော်ကလေးလိုပဲနေတတ်သေးတော့လေအဲ့လူကြီးမှုကြော်ဟိုနည်းဟိုတွင်းရခတ်တယ်ဟုတ်အဲသူတကားတော့ကျွန်တော်လှမ်းခေါ်သေးရကလောမရိုက်တဲ့ကားတော့ဒါပေမဲ့သူတို့ကရောက်ပြီးသားရိုက်ပြီးသားလေအဲကျွန်တော်လိုလို့လှမ်းခေါ်တာဆိုတော့တယောက်တည်းလဲနည်းမထွက်ချင်တာနဲ့မတက်ချင်တာနဲ့ပြင်းတာနဲ့မပါတော့ဘူးပြောလိုက်တယ် ဗျာဗျာဗျာမိမကိုခွင်းနိုင်လို့ခွင်းမဆိုင်ပါဘူးဟိုဟာအဲ့ဒါလည်းမဆိုင်ဘူးဒါဟိုဟာအလုတ်ကအလုတ်ပဲလေမိမကမိမပဲဒါပေမဲ့အဲ့ဒီအလုတ်သွားဖို့ကိစ္စရှင်းပြောရင်ဟိုအားလုံးဟိုမှာရောက်ပြီးသားကိုကိုကပြီးတော့မှတရက်နှစ်ရက်ကလေးပါပြီးတော့လမ်းရမယ်ဆိုတော့ဖြီးသွားရမှာနဲ့ရမှာနဲ့ဟိုအနုပညာကျန်မှာနဲ့ကဟိုအကုန်တိုင်းတာကြီးလိုက်တော့မပါတော့ပါဘူးလို့ပဲပြောလိုက်ဟုတ်ပါအင်းအဲ့လိုပြီးတော့မတတ်မပါဘူးကျွန်တော်ကျွန်တော်ကဟိုဘယ်လိုခေါ်မလဲအခုဆို ကိုကိုဘိုက်ကာလို့လည်းတတ်မှတ်တယ်ကျွန်တော်စပိန်စီးရကြိုက်တယ်ခကြီးကေအောင်ဖတ်သွားတဲ့အချိန်မှာကားရိုက်တွေလည်းရပ်လိုက်တယ်လေရပ်ထားပြီးတော့ကျွန်တော်စပိန်နေစီးရကိုကိုဘိုက်ကာလို့လည်းတတ်မှတ်တယ်အိုက်တယ်လို့လည်းတတ်မှတ်တယ်ဒီလောက်ပါဟုတ်အဲ့တော့ဘိုက်ကာရောက်ခဲ့တဲ့ခြေစားချက်ကဘယ်လိုလဲအာမိုက်တာပေါ့မိုက်တာပေါ့စီဖို့မကုန်ဘူးကွာသွားခြင်းနေရာကိုကိုနင်းတော့ရောက်တယ်အဲ့ရတာကိုကြိုက်တယ်ဟုတ်အာမတွေ့ပါဘူးဟုတ် အဲ line မတူဘူးဗျ तू က road bike line ကျွန်တော်ကဟိုက mountain bike ဟုတ်ပြေးစားကြီးအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဇက်ကားလေးထွက်ရင်လည်းအားပေးပေးကြပါဟုတ်